အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုသက်ရဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အရက်ပြည့်စည်တဲ့ရေရမြောက်ပြီးမှဖြစ်ပါတယ်ဗျာတောင်းတမေးလာတဲ့မိတ်ဆွေများအတွက်မြောက်ပင်းဖြစ်ပါတယ်ဗျာကိုကိုတိုင်းပြည့်စည်ခြင်းကိုကိုတိုင်းလို့လို့ရတယ်ကိုယ့်အိမ်မှာကိုယ့်ရဲ့သားသမီးတွေသားတွေသမီးတွေဟောချစ်ခင်နေရတဲ့ချစ်နေတဲ့သူတွေအမျိုးသားတွေအမျိုးသမီးတွေဟာအရက်တွေတားတောက်လို့ပြောမြောက်ဆုံးမြတ်တဲ့သူတွေရှိနေရင်လည်းလို့လို့ရပါတယ်ဗျာအရန်လွယ်ပါတယ်ကျွန်တော်ကျွန်တော်လော့မရေရာစီရင်လေး၃ခုပြောပြပါမယ်မိတ်ဆွေများ၃ခုသလုံးလောက်ပါဗျာ နံပါတ်1တခုကလွယ်ပါတယ်အဲ့တော့အရက်ပြက်အရက်ပြက်စေခြင်းအရက်ပလင်းဒပလင်းလိုပါမယ်အဲ့အရက်ပလင်းမှာအရက်အနေငယ်ထည့်လိုက်ပါအရက်နေငယ်ထည့်ပြီးတော့သူ့ရဲ့ဓပုံသူ့ရဲ့ဓပုံအဲ့ထဲမှာလိတ်ပြီးတော့ထည့်လိုက်ပါဗျာအဲ့တော့သူ့အဲ့သူ့ဓပုံရိုက်ရိုက်ပြီးတော့ထုတ်လိုက်ပါနော်ထုတ်လိုက်ပြီးတော့အဲ့တပုံအဲ့ပလင်းလေးကိုထည့်လိုက်ပါထည့်ပြီးတော့သူညအဲ့လို့ရှင်သူ့ဘေးနားလေးကိုထားအိပ်လိုက်ပါသူ့ဘေးနားထားအိပ်ပေါ့နော်သူတိလဲရတယ်သူမတိလဲရတယ်ကိစ္စမရှိပါဘူးသူ့ဘေးနားမှာ တညထိုင်းလေးပါအဲ့တော့တညထိုင်းအိပ်ပြီးပြီးဆိုလို့ရှိရင်เนาะအဲ့မန်နေဂျာလို့ရှိရင်เนาะအဲ့ပလင်းကိုယူမယ်ယူပြီးတော့ကျွန်တော်တို့ရေစီးတဲ့နေရာတဲ့ရေစီးတန်တဲ့နေရာတွေတဲ့ကိုအဲ့ပလင်းကိုကျွန်တော်တို့မျောပြရမှာဖြစ်ပါတယ်မျောမယ်ဆိုလို့ရှိရင်လည်းဘက်ဆက်ကဘာပြောမလဲဆိုတော့ကြော်ကြီးတောက်တဲ့အရက်များဒီကျွန်တော်ဒီရေနဲ့သူမျောပါသွားစီအဲ့လိုပြောပါနော်မောင်ဖြူရတောက်တယ်ဆိုမောင်ဖြူတောက်တဲ့အရက်များ ကျွန်တော်တွေဒီရည်မြစ်သေးတို့ဒီရည်သေးတို့မျောပါသွားစေအဲ့လိုမျိုးပြောပြီးတော့အဲ့လိုမျိုးကိုးကောက်ပြောပြမယ်နော်ကိုးကောက်ပြောပြီးတော့မျောမယ်အပလင်းကိုအဖုံးဖွင့်တာနော်ပလင်းကိုအဖုံးဖွင့်တာပါဟုတ်ပြီအဲ့ဒါအဆိုလို့ရှိရင်တော့ပြီးပါပြီဒါကနံပါတ်1တခုပဲဖြစ်ပါတယ်ဒါကတော့ရည်မျောတဲ့နေရာတွေရည်ရည်စီးတဲ့နေရာတွေပေါ့နော်မြစ်တွေချောင်းတွေချောင်းတွေပါလေရှင်ရည်ရည်စီးတဲ့နေရာပါရှင်လဲရပါတယ်နော်အဲ့လိုမျိုးလေးမျောမျောချလိုက်ပါ ဒါနံပါတ်1တခုပြပါပြီနံပါတ်2တခုကတော့ကျွန်တော်တို့တွေလွယ်ပါတယ်သူ့ရဲ့ဓာတ်ပုံတပုံလိုပါမယ်သူ့ရဲ့ဓာတ်ပုံမဲ့ကြီးသေးကိစ္စမရှိဘူးเนาะကျွန်တော်တွေအသေးလေးရတယ်အကြီးလေးရလဲလိုင်းစိပုံလေးရလဲကိစ္စမရှိဘူးအကြီးရအကြီးသုံးအသေးရအသေးသုံးမှာအဲ့ဓာတ်ပုံကိုကျွန်တော်တို့ကပန်ကားလေးလဲတဲ့ခါမျိုးမှာပန်ကားကကျွန်တော်တွေဝုတ်ဝူလေးရှိရယ်เนาะပန်ကားဝုတ်လေးမှာသူ့ရဲ့ဓာတ်ပုံလေးကိုကတ်ပေးထားလိုက်ပါကော်လင်းနဲ့သူ့အဲ့အဲ့မှာပန်ကားဒလက်မှာလဲရတယ်ဝုတ်မှာလဲရတယ်เนาะ အဲ့တော့ပန်ကာမှာလည်းရရတယ်ဒလက်မှာလည်းရရတယ်အဲ့ပန်ကာရဲ့ဝက်ဥမှာလည်းရရတယ်ဒလက်မှာလည်းရရတယ်ပေါ့နော်အဲ့ဒါကိုကော်ကော်လေးနဲ့တိတ်နေဖြူကပ်လိုက်ပါသူ့ရဲ့ဓပုံတိတ်နေကပ်လိုက်ပါအဲ့တော့အဲ့ပန်ကာလေးလေလန်းလေလန်းသူ့ဓပုံလေးလိုက်လေသွားပါလိမ့်မယ်သူ့သူ့လေပြီးတော့အရဲတော့ကျင်စိတ်တွေမရှိတော့ပါဘူးအဲ့တော့အဲ့ဒီညမှာပန်ကာကအမျိုးမျိုးရှိတယ်တချို့ပန်ကာတွေကကြတော့အပေါ်မှာ အပအပေါ်မှာပေါ့နော်အပေါ်မှာဆိုလို့ရှိရင်တော့တခါတည်းတန်ကက်လေးရတချို့ပန်ကန်ကြတော့ကျွန်တော်တို့ခုနောက်ပန်ကန်တွေကဒီဒီမှာသူ့တန်တန်စကားလေးကာထားတယ်နော်အဲ့တန်စကားလေးကိုဖြုတ်တန်ဖြုတ်ပြီးတော့လန်ဖြုတ်တက်ဖြုတ်ပြီးတော့ကတ်မှာဖြစ်ပါတယ်နော်ဖြုတ်တက်ဖြုတ်ပြီးကတ်ပါဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ပန်ကလေနေနဲ့ဝက်ဦးသွမို့တက်တက်လက်မှာပေါ့နော်ချက်စလို့ကတ်လို့ရပါတယ်အဲ့တော့အဲ့ဒါကိုလည်းအနည်းဆုံးပန်က3ခုလောက်ကတ်ပြရမှာဖြစ်ပါတယ်အဲ့လားလေ3ဘက်အတွင်းမှာပဲချက်ချားလေးလဲပြီးတော့သူလည်းတောက်ကျင်စိတ်တွေမရှိတော့ပါဘူး ဟုတ်ပြီဒါနံပါတ်1တခုဖြစ်ပါတယ်နံပါတ်3တခုကလည်းလွယ်ပါတယ်နံပါတ်3တခုကကျွန်တော်တို့တွေဒီကြက်သွန်အနီတလုံးကြီးကြီးလို့မယ်ကြက်သွန်အနီတလုံးကျွန်တော်ကြက်သွန်နီတလုံးမှာသူ့နာမည်ရေးမယ်ဘာနဲ့ရေးမလဲကြိုက်တန်နဲ့ရေးလို့ရပါတယ်ခဲတန်နဲ့ရေးရေးမြေကျွန်တော်ဘောပင်နဲ့ရေးရေးမာကာပင်နဲ့ရေးရေးအဲ့တော့ကျွန်တော်တို့ပို့ပြီးထင်းတော့ မကပင်အသေးနဲ့ရေးလိုက်ပါတယ်အဲ့တော့ရိုင်းထင်းသာမလို့ပေါ့ရေးရဆိုရင်ရပါပြီအဲ့တော့ဘာအဲ့တော့ဘာရေးမလဲကြိုကြီးအရက်ပြတ်ပါစီပေါ့ဒါပဲမောင်ပြွတ်တော့မောင်ပြွတ်အရက်ပြတ်ပါစီမဇောရတောင်ဇောကြီးရက်ပြတ်ပါစီအဲစားပြီပေါ့နော်အဲ့လိုကျွန်တော်တို့နာမည်နဲ့အရက်ပြတ်ပါစီကိုရေးရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်တို့ကအဲ့ဒီပေါ့နော်ပထမတလုံးကိုတဲ့ပထမတလုံးပေါ့နော်ပထမတလုံးကိုအဲကျွန်တော်ရှင်းအောင်စိုက်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ အင်းအင်းအင်းရှင်းမှာမြေကြီးတက်ထိုးဆိုင်ထားလိုက်ပါအဲ့တော့မြေမြေကြီးမရှိဆိုလို့ရှိရင်လည်းတက်ခန်းနေတဲ့မိတ်ဆွေများလည်းပန်းထဲမှာပန်းမြေကြီးလေးရှိနော်တည်တည်လေးရှိတယ်အဲ့လားလေးနဲ့ဆိုက်ထားလို့ရပါတယ်အဲ့အပင်လေးရှင်းအောင်ဆိုက်ပါနော်အဲ့အပင်လေးရှင်းနိုင်ရင်တည်းသူကအရက်မတော့ချင်တော့ပါဘူးတဲ့ဒါကြောင့်မို့အဲ့အပင်လေးရှင်းအောင်ဆိုက်ပြီးပါကြက်ကျက်သွုံဘင်းဆိုက်ရတဲ့အရန်လွယ်ပြပြနော်ကျွန်တော်တို့အိမ်မှာကျက်သွုံမှာဝယ်ထားရင်တော့သူ့ကိုအညောက်တွေပါပေါက်တော့နော် ကျွန်တော်တော့သူထပ်ပြီးတော့အညောက်တွေပါပေါက်အပင်တွေပါထပ်ပေါက်နေနော်စိုက်တာလွဲပါတယ်အဲ့ပင်လေးပေါက်တာနဲ့သူလည်းရက်ပြက်ပါတယ်ပေါ့နော်အဲ့ဒါဘယ်တားနမတ်ပထမတလုံးမနော်နောက်ဒုတိယတလုံးဘာလို့အောင်လဲဆိုတော့အဲ့လိုပဲဒုတိယတလုံးကိုသူ့နာမည်နဲ့ရက်ပြက်ပါတည်ရေးမယ်ပြီးလို့ရှိရင်နဲ့အဲ့ဟာကိုကျွန်တော်တို့တွေအဲ့ကျက်သွုံကိုကျွန်တော်အဲ့အဲ့အဲ့ကျက်သွုံကိုသူသူမသိဘဲနဲ့သူ့ရဲ့ခေါင်းအောက်လေးမှာထားမယ်သူသူမသိပဲနဲ့နော်တဲ့သူသိလိုက်ရတဲ့ကိစ္စမရှိဘူးသူကခေါင်းမှာထားမယ်ခေါင်းမှာထားပြီးတော့ တညထားမယ်ပေါ့နော်အဲတတညထားပြီးလို့ရှိရင်တော့အဲ့ကျက်သွုံယူလိုက်မယ်ယူပြီးတော့အဲ့ကျက်သွုံအရင်ညက်မှာဖြစ်ပါတယ်တစ်ဇက်လောက်လဲရတယ်တတစ်ဇက်လောက်ရရင်လဲရတယ်အဲ့ဒါဟုတ်တဲ့သူတောက်မဲ့ရေခွက်ထဲတို့သူတောက်မဲ့အရက်ပလင်းထဲကိုတစ်ဇက်လောက်ထည့်ပြလိုက်တာနဲ့အဲ့တော့ကျွန်တော်တွေအရက်ပြတ်ပါတယ်ပေါ့တခုတော့ရှိပါရှိတယ်ပေါ့နော်အမြင်နဲ့တောက်နေကြလို့ပေါ့တော့သူတောက်တဲ့အရက်ထဲမှာတခုခုအရသာပြောင်းသွားရင်တော့အဲ့လိုပြောပြောမယ်ဆိုတော့ပြောပြောကောင်းပြောပြောနိုင်တယ်ပေါ့နော်အဲ့ဒါတော့ကိုယ့်ကို အဲ့ဒါတော့ကိုယ့်ကိုပြောပြီးတော့အဲ့လိုထည့်ပေါ့နော်အဲ့ဒါတော့ပြောထည့်လေရတယ်မပြောပဲထည့်လေရပါတယ်ဗျသူ့ရဲ့ရက်ပလင်းတွေကိုခုနကခေါင်းအောင်ကယူထားတဲ့ကြက်သွန်ကိုခုန်ခေါ်လိုက်မယ်ပြီးရင်အဲ့ကြက်သွန်ကိုကျွန်တော်ထုထောင်းပြီးတော့အရေးညစ်မယ်နော်၃ဆက်လောက်ရရင်ပိုကောင်းတယ်ဒါပေမဲ့၃၃၃၅ဆက်ဆိုရင်အဲ့အရက်ပဲဖြစ်ဘီယာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်ပဲရပဲဖြစ်တို့ကြအရသာတွေအရင်ပြောင်းသွားနိုင်တယ်เนาะဒါကြောင့်မို့ကျွန်တော်တို့ကဒီ ဒဇက်လောက်ဆိုရင်အဆင်ပြေပါတယ်ဒဇက်ရံနဲ့ဒဇက်20ရံနဲ့20ပေါ့လေ30ဆိုပိုလွန်ကောင်းပါသေးတယ်အဲ့တော့ထည့်ပြီးတော့သူ့ကိုတိုက်လို့ရပါတယ်သူကိုယ်တိုင်တောက်ရင်တော့ပိုကောင်းတာပေါ့ဗျာဒါကြောင့်မလို့ကိုကိုယ်တိုင်ကအရက်ပြက်စေခြင်းနဲ့ကိုကိုယ်တိုင်ကအရက်ပြက်ခြင်းတော့ပိုကောင်းတယ်ဒါကတော့ဒီဒီတွေကဆေးဆေးသမားတွေတုံးတာများတယ်အဲ့ဆေးဆေးသမားတွေတော့ဒါနဲ့အဆင်ပြေတာများတယ်ဘာလို့ဆေးရည်တုံးခြင်းတာလို့ဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်တို့မနော်သူသူတုံးမဲ့ဆေးတွေကိုအဲ့အဲ့သူတုံးမဲ့ဆေးတွေကိုအဲ့ဟာလေးလေးကျွန်တော်ထည့်ပြီးတော့ အဲ့လိုထည့်ထည့်လိုက်တာမျိုးဒါဒါမှမဟုတ်လေသူတောက်မြေတွေကိုထည့်လိုက်တာမျိုးအဲ့လိုမျိုးထည့်လိုက်ရင်လည်းကောင်းတယ်ရတယ်เนาะအဲတမားတွေဆိုလို့ရှိရင်တော့အာကျွန်တော်တို့ကဒီသူတောက်မဲ့အရက်လေးနဲ့ကိုထည့်မှာပေါ့เนาะကဲဒါတော့ဆိုအလုံးစင်ပြမထင်ပါလေဗျကဲအရက်ပြည့်စီတဲ့အလွယ်ဆုံးရေရာနီးအဲ၃နီးပဲဖြစ်ပါတယ်၃နီးပါပဲအမေဆင်မြလုတ်ကြည့်ပါဒီ၃ခုတို့တခါလေးလုတ်လို့ရပါတယ်ဗျအားလုံးပဲဆင်မြကြပါသည်ဆက်ချက်နဲ့ကိုကြောင့်မှရှိကြပါသည်အဆင်မပြေတာခက်ခဲရှိရင်မေးခဲ့လို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျ